အမှန်တမ်းပြောရင်တော့အဲ့ဒီအချိန်မှာကျွန်တော်စိတ်ထဲမှာပေါ့နော်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကျွန်တော်ဘာမှမရှိတော့ဘူးအဲထွက်လာတဲ့အချိန်မှာအခုပြောတဲ့အချိန်မှာတော့ကျွန်တော်အယံဝမ်းနေရပါပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းထဲမှာဘာဆိုဘာမှမရှိတော့ဘူးကျွန်တော်ရဲ့အဖေနဲ့မိမျက်နှာပဲကျွန်တော်ပြင်းမြင်တော့တယ်ဘာမှမသိတော့စိတ်ထဲမှာအော်ငါများမထွက်လိုက်နိုင်ရင်ငါဘာဖြစ်သွားမလဲဆိုရဲကြောက်စိတ်လဲကျွန်တော်မရှိတော့အဲ့ဒါနဲ့ဒါပေမဲ့အပြင်ကလူရေကျွန်တော်အကြံပေးတယ်အပြင်ကအကိုမောင်လေးနှစ်ယောက်ရဲ့အဓိကဒီအကိုရဲ့ပေါ့နော်အကြံပေးရညီမလေးရာသလောက်တွေထူကြီးရာသလောက်တွေထူကြီးဆိုပြီးတော့ထူတယ်ကျွန်တော်ထွက်တယ် ဘယ်မှာသွားသွားတင့်နေလဲဆိုတော့ဒီခါးပိုင်းမှာဆိုကျွန်တော်တင့်နေရမရဘူးအဲသူကလည်းကျွန်တော်ပြန်သွင်းတယ်မရဘူးနင်ပြန်ဝင်ဆိုတခါပြန်ဝင်တယ်ကျွန်တော်မမရသုံး၄ချိန်သုံးမုံ၅ချိန်လောက်တော့ကြာတယ်ပေါ့နော် try light တခါပြန်ဝင်လိုက်နေကြာခဲ့တယ်အရာရာအဲ့ချိန်မှာကျွန်တော်တို့ကလှုပ်လေပိုဆိုးလေဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်နည်းနည်းလောက်လှုပ်တာနဲ့ကျွန်တော်ခေါင်းပေါ်မှာအကုန်လုံးမြေစာပုံနဲ့အများကြီးဖြစ်နေရခေါင်းပေါ်မှာလေနည်းနည်းလောက်လှုပ်တာပတ်ဝန်းကျင်လေးကနည်းနည်းလောက်လေအဲ့မှာငလင်လေးတွေကအသေးစားတွေဆက်ဆက်လှုပ်တယ်ဆိုတော့ကျွန်တော်ကလှုပ်လို့လည်းမရဘူးခုနပြောတဲ့အတွေးတွေကလည်းတည်ငြိမ်နေတယ်တည်ငြိမ်နေမှကျွန်တော်တို့ဘာလို့တင်တယ်လဲဆိုတော့ ဘေးလူတွေအပြင်ကနေអော်ပြောနေတဲ့အတိုင်းနဲ့အကျတော့ကျွန်တော်တို့တည်တည်ငြိမ်ငြိမ်လုံနိုင်မှသာလျှင်ထွက်လာနိုင်မယ်လို့ကျွန်တော်ကယူဆခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော်လွတ်လာခဲ့တယ်ပေါ့နော်အဲကျွန်တော်နာမည်ကတော့ဤတနာဖြိုပါကျွန်တော် Grey Hotel HR Manager ပါရှင့်အဲ့ဒီနေရာပေါ်တော့ကျွန်တော်တို့ကဒီ7နာရီ90နီးနီးမှာပေါ့နော်ကျွန်တော်တို့နှစ်ယောက်လုံးကကျွန်တော်ရုံခန်းထဲမှာရှိနေရရှင့်ကျွန်တော်တို့ရုံခန်းကတော့ဒါဒီမြေရောက်ခန်းထဲမှာပေါ့နော်မြေရောက်ခန်းထဲမှာကျွန်တော်တို့ရှိနေကြတယ် အဲ့ချိန်မှာပထမဆလှုပ်တဲ့အချိန်မှာပဲเนาะကျွန်တော်တို့ကလန့်သွားပြီးတော့မှခေါင်းအဝင်ခေါင်းအဝင်ဆိုပြီးရုတ်တရက်ပြေးဝင်လာတဲ့အချိန်မှာချက်ချင်းပဲလှုပ်လှုပ်ပြိုပြိုဖြစ်သွားတာပေါ့เนาะလှုပ်လှုပ်ပြိုပြိုနဲ့ဖြုံးဆိုပြီးတော့ပြိုသွားတဲ့အချိန်မှာအရာအလုံးကမှောင်မဲသွားပါလည်းမမြင်ရတော့ဘူးကျွန်တော်တို့ရဲ့နှာခေါင်းတွေလည်းချောင်းတွေလည်းကိုကျွန်တော်တို့အဲအဲ့ဖုံးတွေတဲတွေဝင်လာကြတယ်ပေါ့เนาะအဲ့လိုမျိုးနဲ့ဖြစ်သွားတယ် ဲ့ဒါခဏလေးငြိမ်သွားရယ်ပေါ့နော်ငြိမ်သွားတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့စူးစားပြီးအပြင်ထွက်ကြမယ်ဆိုပြီးတော့ဒါကျွန်တော်ရဲ့ကျွန်တော်ညမလေးရဲ့နောက်ထပ်အကောင့်ကညမလေးတယောက်ပဲရှိရယ်ပေါ့နော်ကျွန်တော်သုံးယောက်လက်ထဲမှာတော့ဖုန်းလေးပါလာကြတယ်အဲ့တော့ကျွန်တော်ပုံမှန်ထွက်ပေါက်တိုင်းကျွန်တော်ထွက်စူးစားပြီးတော့ထွက်ကြည့်ရယ်အဲ့ချိန်မှာဘာဖြစ်သွားလဲဆိုတော့အရှိဟာတွေအရာလုံးကပိတ်သွားတယ်ကျွန်တော်တို့ကမသိဘူးရအောင်မလားဆိုကျွန်တော်တို့ထွက်ကြည့်ရပါတော့။ဒါပေမဲ့ပိတ်သွားတော့ဘလို့မှမရနိုင်တော့ဘူးဆိုပြီးကျွန်တော်ပြန်စင်းစားရတော့လို့ဒါဆိုရင်တော့မဖြစ်နိုင်တော့ဘူး။ငါတို့ရဲ့ခုံစပွဲအောက်လေးပဲငါတို့ပြန်သွားကြမယ်ဆိုပြီးတော့ပြန်လာခဲ့လိုက်တယ်ကို။ ပြန်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ချိန်မှာကျွန်တော်တို့စဉ်းစားကြရတဲ့တော့အောင်လို့ဘာကျွန်တော်တို့ရဲ့ထွက်ပေါက်ကဘာရှိမလဲဆိုတော့အဲ့ဒီခါမှာကျွန်တော်ရဲ့ညာဘက်ကနံရံပေါ့နော်ညာဘက်ကနံရံကကြတော့ဒီအပေါ်ပိုင်းလေးကကျွန်တော်တို့စပါးရဲ့အဆောင်ပေါ့နော်အဲ့ဒါကတော့နံရံကတော့ဖြစ်နိုင်တယ်ပြီးတော့ဖြစ်ချင်တော့အဲ့နာမှာအလင်းရောင်သေးသေးလေးဝင်နေရအပေါက်လေးတစ်ပေါက်ရှိတယ်ပေါ့နော်ဒေါင်လေးမှာဆိုအလင်းရောင်ဝင်နေတော့ဒါကျွန်တော်တို့ကခံမှန်းလိုက်တာပေါ့နော်ဒါဆိုရင်တော့လူထွက်ပေါက်ဖြစ်နိုင်တယ်ဆိုပြီးတော့အဲ့ဒီနေရာလေးကိုကျွန်တော်မှန်းပြီးတော့ကျွန်တော်ထုကြတယ် ပထမထူးတဲ့အခါမှာကျွန်တော်တို့ကဘာမှမရှိဘူးလက်ထဲမှာပေါ့နော်အာဘာမှမရှိဘူးအဲ့ချိန်မှာကျွန်တော်ဇပွဲလေးပေါ်မှာကျွန်တော်စက်ကူဖောက်တဲ့ဖောက်ဆက်လေးလဝါလောက်ဖောက်ဆက်လေးရှိရဲ့အဲ့ဖောက်ဆက်လေးနဲ့ကျွန်တော်ရမလားရမလားနဲ့ထူရင်ထူရင်နဲ့အပေါက်သေးသေးလေးဖြစ်သွားရယ်ပေါ့နော်အဲ့ဒီအပေါက်သေးသေးလေး ဖြစ်တဲ့အချိန်မှာပဲကျွန်တော်တို့အပြင်ကိုအကူအညီတွေပါလှမ်းတောင်းကြည့်တယ်။អော်တယ်ပေါ့နော်။အာချက်ချင်းသူတို့လည်းကျွန်တော်တို့မကြောက်ဘူးဘာလို့ဆိုတော့အပြင်မှာလည်းတခြားမြေသာပုံနေနဲ့ကျွန်တော်တို့ကိုကာယံထားသလိုဖြစ်နေရပါပေါ့နော်။မကြောက်ဘူး။အာ15မိနစ်မိနစ်20လောက်နေတဲ့အချိန်မှာကျွန်တော်တို့ရှီမန်အပြင်ရလူတွေကတော့ကြားသွားတယ်ပေါ့နော်။ဒါကျွန်တော်တို့ရဲ့ပထမဖြစ်စဉ်လို့ရှင်းပြတာပေါ့ဟုတ်။ဘလိုမျိုးဖြစ်သွားလဲဆိုတော့အဲ့ဒီကနေမှကျွန်တော်တို့အဲနည်းနည်းလေးတော့ကြားလိုက်သေးရပါလို့လဲဆိုတော့အပြင်ရလူရလဲကျွန်တော်တို့ကိုဝင်ကယ်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ခေါင်းပေါ်မှာက ခုနကပြောတဲ့အကျိုးအပြတ်တွေအာတန်ချောင်းတွေအများကြီးကကျွန်တော်တို့နဲ့အနီးတစ်ဝိုက်မှာရှိနေရပါဘောနော်ရှိနေတဲ့အခါမှာအပြင်အကိုတွေကကျွန်တော်တို့ပြောတယ်တန်းနိုင်တလောက်လေးကိုဘက်ကနေလှုပ်ကြည့်အပြင်ကနေတော့လှုပ်ပြီးလို့မရဘူးဘာလို့လဲဆိုတော့အပြင်ကလှုပ်ရင်နည်းနည်းလှုပ်လိုက်တာနဲ့ကျွန်တော်တို့ခေါင်းပေါ်အကုန်ပြိုကြမှာအကုန်ပြိုကြမှာအဲ့ဒါနဲ့သူတို့ကကျွန်တော်တို့ကိုတူသေးသေးလေးလှမ်းပေးတယ်အဲတူလေးဒီထိတ်လေးကလောက်လေးပဲရှိမယ်ဘောနော်တူသေးသေးလေးလှမ်းပြီးတော့ပိုက်ချောင်းလေးနဲ့သူတို့လှမ်းပေးတဲ့အချိန်မှာအဲ့ဒီတူလေးနဲ့ကျွန်တော်တို့ရားတလောက်ထုကြတယ် twin 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 เนี่ยဒီလောက်လောက်အဝါလေးတခုရောက်လာတယ်ပေါ့เนาะအဲ့လိုရောက်လာတဲ့ချိန်မှာကျွန်တော်တို့ထဲမှာဒါအငယ်ဆုံးလေးလည်းဖြစ်တယ်ဒါအကောင့်อ่ะပေါ့เนาะအာခန္ဓာကိုယ်လေးလည်းအပိန်ဆုံးလေးဟိုဟာဆိုတော့ကျွန်တော်တို့ကသူ့ကိုအရင်ဆုံးပေးထားလိုက်တယ်ဘာလို့လဲဆိုတော့သူကအငယ်ဆုံးလေးဖြစ်နေရ哦သူ့ကိုပေးတော့အပြင်မှာရှိတဲ့ဒီကျွန်တော်တို့ပေါ့เนาะအာ ကယ်ဆယ်ရေးလို့လည်းခေါ်တဲ့ဒီပေါ့နော်ဝါနာပါလို့လာပြီးတော့ကျွန်တော်တို့နဲ့လည်းကန်တင်သွားတဲ့အကိုနဲ့တွေ့တဲ့အချိန်မှာအကိုတို့ကနေမှဦးဆောင်ပြီးတော့ကျွန်တော်တို့ကိုကယ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ညမလေးအရင်ထွက်သွားတယ်အဲ့ညမလေးပြီးတော့ကြတော့ဒါကျွန်တော်ဌာနကျွန်တော်ညမပဲပေါ့နော်ဆိုတော့ကျွန်တော်ညမလေးဆိုတော့โอเคညမလေးကိုလည်းအရင်ထုတ်မယ်ဆိုပြီးတော့ကျွန်တော်ထုတ်ပေးရထုတ်ပြီးတော့အပြင်ကအကိုတွေကလည်းသူတို့ကိုဆွဲတယ်ကျွန်တော်လည်းအနောက်ကနေတွန်းပေးတယ်ရသလားတွန်းပေးရဆိုတော့ညမလေးတို့နှစ်ယောက်ကတော့အဆင်ပြေသွားတယ်ပေါ့နော်ကျွန်တော်အလှဲ့မှာတော့နည်းနည်းလေးကြာသွားတယ် ကျွန်တော်အနေနဲ့ကတော့3နာရီနီးနီးလောက်တော့ကြာသွားတယ်ရှင်ဟုတ်အမှန်တိုင်းပြောရင်တော့အဲ့ချိန်မှာကျွန်တော်စိတ်ထဲမှာပေါ့နော်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကျွန်တော်ဘာမှမရှိတော့ဘူးအဲထွက်လာတဲ့ချိန်မှာအခုပြောတဲ့ချိန်မှာတော့ကျွန်တော်ရမ်းဝမ်းနည်းရပါတော့ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ခေါင်းထဲမှာဘာလို့ဘာမှမရှိတော့ဘူးကျွန်တော်ရဲ့အဖေနဲ့မေမျက်နှာပဲကျွန်တော်ပြင်းပြင်းတော့တယ်ဘာမှမသိတော့စိတ်ထဲမှာအော်ငါများမထွက်လိုက်နိုင်ရင်ငါဘာဖြစ်သွားမလဲဆိုတော့ကြောက်စိတ်လဲကျွန်တော်မရှိတော့ အားလားနဲ့ဒါပေမဲ့အပြင်ကလူရေကျွန်တော်အကြံပေးတယ်အပြင်ကအကိုမောင်လေးနှစ်ယောက်ရဲ့အဓိကဒီအကိုရဲ့ပေါ့နော်အကြံပေးရညီမလေးရာသလောက်တွေထူကြီးရာသလောက်တွေထူကြီးဆိုပြီးတော့ထူတယ်ကျွန်တော်ထွက်တယ်ဘယ်မှာသွားသွားတင့်နေလဲဆိုတော့ကျွန်တော်ဒီခါးပိုင်းမှာဆိုကျွန်တော်တင့်နေရမရဘူးအဲသူကလည်းကျွန်တော်ပြန်သွင်းတယ်မရဘူးနင်ပြန်ဝင်ဆိုတခါပြန်ဝင်တယ်ကျွန်တော်မမရသုံး၄ချိန်သုံးမုံ၅ချိန်လောက်တော့ကြာတယ်ပေါ့နော်ထွက်လိုက်တခါပြန်ဝင်လိုက်နဲ့ကြာခဲ့တယ်အဲ့မှာဘေးကတန်ချောင်းနေနဲ့ကျွန်တော်ဟို ပုတ်တာချစ်တာရှိရယ်ဗောနော်တန်ချောင်းနဲ့ဒီခန္ဓာကိုယ်မှာဆိုလဲဒဏ်ရာရရခဲ့တယ်ဆိုတော့ခုနကပြောခဲ့သူအပြင်ကကျွန်တော်တို့လာပြီးတော့ကူပေးတဲ့တရားပရာဟိတအကိုတွေမောင်လေးတွေရာလဲဟိုဘေးကနေအားပေးတယ်ရတယ်လုံနိုင်တယ်အဲဆိုပြီးတော့မှသူတို့ရဲ့အားပေးစကားတွေအဲနဲ့ပဲကျွန်တော်တို့အပြင်ရောက်လာတယ်ပေါ့ကိုရယ်အဓိကတော့ဟိုစိတ်ကိုတည်ငြိမ်စေခြင်းနဲ့အဲစိတ်တည်ငြိမ်သွားပြီဆိုရင်ကိုဘာလုံးတင်လဲ ဆိုတာတွေခေါင်းထဲကနေအတွေ့တွေပေါ်လာမယ်အဲ့ချိန်မှာအရန်ရောက်ရက်ခတ်ပြီးတော့စိုးရိမ်ပူပန်နေမယ်ဆိုရင်အရာရာအဲ့ချိန်မှာကျွန်တော်တို့ကလှုပ်လေပူဆိုးလေဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်နည်းနည်းတော့လှုပ်တယ်ကျွန်တော်ခေါင်းပေါ်မှာအကုန်လုံးမြေစားပုံနဲ့အများကြီးဖြစ်နေရခေါင်းပေါ်မှာလေနည်းနည်းတော့လှုပ်တာပန်ဝင်းကျင်လေးကနည်းနည်းတော့လေအဲ့မှာငလင်လေးတွေအသေးစားတွေဆက်ဆက်လှုပ်တယ်ဆိုတော့ကျွန်တော်ကလှုပ်လို့လည်းမရဘူးခုနပြောတဲ့အတွေ့တွေကလည်းတည်ငြိမ်နေတယ်တည်ငြိမ်နေမှကျွန်တော်ဘာလို့တင်တယ်လဲဆိုတော့ဘေးလူတွေအပြင်ကနေអော်ပြောနေတဲ့အတိုင်းနဲ့အကျော်တို့ကျွန်တော်တို့တည်တည်ငြိမ်ငြိမ်လုံနိုင်မှသာလျှင်ထွက်လာနိုင်မယ်လို့ကျွန်တော်ကယူဆခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော်လွတ်လာခဲ့တယ်ပေါ့နော် ခုဒီဖြစ်သွားတဲ့ကိစ္စရဲ့ကြီးကတော့ဘသူဘသူမှလွန်ဆန်လို့မရတော့ဘောနော်ကျွန်တော်တို့ဓာစီလို့မရတော့တဘာဝဘေးရနေရဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဟိုအားလုံးကိုစီကိုစီအပူကိုစီရှိကြပါတယ်။အဲအားလုံးလည်းကိုချင်းစားတယ်။အဲကိုချင်းစားပါတယ်။ဒါကြောင့်မို့လို့သူလူတိုင်းလူတိုင်းပေါ့နော်ကို့အပူသားလင်းအပူဆုံးလို့ထင်နေကြတဲ့လောကကြီးမှာဟိုကျွန်တော်လည်းပူပါတယ်အများလည်းပူပါတယ်ဒါကြောင့်မို့လို့အာကျွန်တော်တို့အတက်နိုင်ဆုံးစေရေးထားပြီးတော့အားလုံးအတွက်မျှတွေးကြမယ်ငါတို့ဘာလို့တင်လဲလို့ကြမယ်ဆိုတာလေးပဲစဉ်းစားကြဖို့ကျွန်တော်ကတော့ ကြံဉာဏ်ပေးကြပါရှင့်ဟုတ်ကျွန်တော်နာမည်ကဖြိုးမင်းဆန်ပါကျွန်တော်ကအဲ့28ရက်နေ့နေ့လယ်2နာရီလောက်တည်းကဒီဟိုဗော်လန်တီယာအနေနဲ့ပဲရောက်နေတာပါအဲကျွန်တော်28ရက်နေ့ဖြစ်ဖြစ်ချင်းဆိုလို့ရှင်ဟိုတယ်ဝန်ထမ်းလေးပေါ့နေ့လယ်2နာရီခွဲလောက်ကနေပြီးတော့စထုတ်တာညနေ9နာရီ6နာရီလောက်ဒီဟိုထုတ်တဲ့ချိန်မှာကျွန်တော်9ရောက်ထုတ်နိုင်ခဲ့တယ်ပေါ့အဲ29ရက်နေ့မှာကျတော့ကျွန်တော်တို့အဲ့ဒါတော့အထဲရောက်ဝင်ပြီးတော့ကဲခဲ့ရတာပေါ့အဲ့ဒီချိန်မှာတော့ကျွန်တော်တို့မိသားစုလေးတစုပေါ့3ရောက်ဆိုတော့ကျွန်တော်အားလုံး ရှေ့ရောက်တော့ကဲထုံနိုင်ရော။ဟိုတယ်တစ်ခုလုံးအနေနဲ့တော့ကျွန်တော်တို့ပြီးတဲ့နောက်မှာတော့ရှင်လျက်ကတော့အဲဒီကိုဝင်ဆောင်မျိုးသမီးတယောက်ပဲထွက်တော့တယ်ဗျ။အဲကျွန်တော်တို့ကတော့အဲဖြစ်ဖြစ်ချင်းတော့ကတော့ဒီတိုင်းပဲဟိုလာကြည့်ရင်းနဲ့ပေါ့ဗျာလာကြည့်နေအထဲမှာလူတွေပိတ်မိနေတယ်ပိတ်မိနေတယ်ဆိုတော့ဝင်ဆွဲမဲ့လူလည်းမရှိဘူးမရှိတော့ကျွန်တော်လည်းဝင်ဝင်နဲ့ကဲပြစ်သွားတာပေါ့ကဲပြစ်သွားရင်းနဲ့နောက်တစ်ခါကျတော့အထဲထဲမှာလည်းရှိနေနိုင်သေးတယ်ဆိုတော့ တည်င်းနေရကြတော့ကျွန်တော်လည်းအထဲကိုဝင်ကြည့်နေတဲ့အထဲမှာအဲဒီမိသားစုလေးကပေါ့ကလေးလေးရဲ့အတန်ပေါ့နော်ကျွန်တော်တို့ဝင်သွားတဲ့ခေတ်မှာသမီးတို့ကဲပါအောင်ဆိုတဲ့အတန်လေးကိုကြားတဲ့ချိန်မှာအဖောက်ပြီးတော့ကဲပြစ်သွားတာပေါ့နောက်တဲ့မိသားစုလေးကတော့အဲ့တော့ဟိုအခက်ခဲတွေတော့များတာပေါ့ဗျာဒါပေမဲ့တက်နိုင်ဆုံးတော့အဆင်ပြေအောင်တော့ထုတ်ခဲ့ရတာပေါ့ဟုတ်ဒီမှာကျွန်တော်တို့အခက်ခဲဆုံးဟာကတော့အဲ့မိသားစု၃ယောက်ကကလေး၂ယောက်ဖြစ်နေတဲ့အတွက်ဗျာဖေးရဲ့ကလေး၂ယောက်ရဲ့တကယ်တမ်းရှိနေတာတော့သူ့အမေလည်းရှိတယ်ဗျာဒါပေမဲ့သူ့အမေကတော့ဖြစ်ဖြစ်ချင်းမှာပဲဆုံးသွားခဲ့ပြီ အဲ့တော့အဲ့အမေကကလေးနှစ်ယောက်ကိုပြိနေတာဗျအဲ့တော့သူ့အဖေကလည်းမတ်တက်လည်းရက်လို့မရဘူးဟိုငုတ်တောင်ထိုင်လို့မရဘူးဗျတဲ့လားအဲ့ကလေးတွေရှိတဲ့နေရာကိုသူကတွားတွားပြီးတော့လာရတာကျွန်တော်တို့နဲ့ကြောက်လည်းအရန်နီးတယ်ဗျနီးရတဲ့ဆိုပေမဲ့အပေါက်ကအရန်သေးတော့အဲ့ရနေပြီးတော့ကျွန်တော်ကသူတို့လို့ရေတို့စားကြရတော့အရင်ပေးရတာပေါ့ပေးပြီးတော့ပေးပြီးတော့မှသူတို့အဲ့လိုမျိုးနည်းနည်းလေးဟိုအားပြေလောက်ပြီးဆိုတော့မှကျွန်တော်ကအဲ့ဖောက်ရတာပေါ့ဖောက်တဲ့အချိန်မှကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီသူတို့ရဲ့အမေပေါ့ဓာတ်ပေါ်ကြီးက အရန်ကြီးကိုကလေးတွေကိုဖိထားတာအဲ့ဒီပုံမှာတော့ဟိုဟာရောရှိသေးတယ်ဗျဇဝဲကုန်နေရောအဲ့ဆောင်းနေမှုရတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်ဗျအဲ့တော့အဲ့ဒီအမျိုးသမီးကတော်တော်ကြီးကိုကျွန်တော်တို့ခက်ခက်ခဲကြီးကိုဖယ်ပြီးတော့မှကလေးနှစ်ယောက်ကရှင်လျက်ထွက်လာတာပါအဲကျွန်တော်ကတော့ကဲရယ်ပြစ်တယ်ဆိုအထဲဝင်ပြစ်တာတော့ကျွန်တော်၄ရက်နေ့ထိကိုဝင်ပြစ်နေတော့မှအဲ့တော့အဲ့နောက်ပိုင်းကျတော့တက်ရှင်နိုင်တဲ့လူတော့မတွေ့တော့ဘူးဟုတ်ဟုတ်အဲ့အချိန်မှာတော့ဒီပါဝင်ဒီအဖွဲ့တွေပေါ့နိုင်ငံခြားအဖွဲ့တွေနဲ့ရုရှားတို့တို့နဲ့ပဲတို့လမ်းပြအနေနဲ့ပဲပူပေါင်းပြီးတော့ပဲလှုပ်ဖြစ်တော့တာပါဟုတ် ကျွန်တော်ကတော့ဟိုအရင်ကလည်းကျွန်တော်ပရာဟိတတွေပါတွေလဲလှုပ်ဖူးရဆိုတော့ဒီပုံမှာတော့ PT ပဲဖြစ်ပါတာပါပြီးတော့ကိုယ်ကယ်လိုက်ရတဲ့လူတွေကိုယ်ကိုလာပြန်ပြီးတော့ဟိုကရော့တာတွေကာရဝပြူတာတွေတော့ရှိရချိန်မှာရတော့ကျွန်တော်ကကြတော့ PT တော့တော်တော်ဖြစ်မိပါတယ်ဒီလေဒီမှာအပြင်မှာဖြစ်ကြတယ်ပေါ့နော်ဒီလေလုတ်တဲ့ခါမှာတခြား ကျွန်တော်အခုလည်းရှင်းလင်းရေးတွေဆက်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်မှာဟိုဟာကဲတဲ့ရေးဆိုတာလည်းပဲ၅ခုရှိတာဟိုဒါနောက်ဆုံးအဆင့်ဆိုတော့ကျွန်တော်ရှယ်လေးရှင်းလင်းရေးလုပ်ပြီးလို့ရှင်တော့ကျွန်တော်တို့ဟိုဓာတ်ပေါ်ရီကိုအကောင်းတိုင်းဖြစ်အောင်လို့တော့ကျွန်တော်တို့ထုတ်ပေးဖို့ကြိုးစားနေပါတယ်အဲကျွန်တော်တို့အခုသွားနေတဲ့ပုံရဆိုမနက်ဖြန်တစ်ပတ်ခါလောက်ဆိုရင်ကျွန်တော်တို့ထွက်လောက်ပါတယ်